Good day, my fellow students. My name is Mudujo, and now I am to discuss with the topic of Unit 2 vocabulary synonyms. So, what do you think about synonyms? Do you know what synonym is? Yes, Synonyms is เนาะဒါလေးအရင်တွေးကြည့်မယ်။သူကတော့ရှင်းပြရတာပါတယ် synonym ဆိုတာတဲ့ a synonym is เนาะ synonym ဆိုတာ one or two more words in the same language same language ဘာသာစကားတစ်ခုထဲမှာเนาะဒီမှာ same language ဘာသာစကားတစ်ခုထဲမှာရှိတဲ့ one or two more words ဆိုတော့တစ်လုံးဒါမှမဟုတ်လည်းနှလုံးဖြည့်ခြင်းလည်းဖြစ်မယ် which have the same or very near the same meaning အဲ့ဒီစလုံးနှလုံးဒီ same တူကျင်လဲတူမယ်ဒါမှမဟုတ် all very near the same တူဖို့အရင်နှီးစက်ချင်တယ်နှီးစက်မယ်ဘာတွေကနှီးစက်မှာလဲ meaning သူတို့အတိတ်ပဲအဲ့ဒါကိုတစုတစည်းတဲ့ဆရာညီမလို့ပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့ synonym ဆိုတာတဲ့နော်စလုံးတစ်လုံးနဲ့လည်းဖြစ်ချင်းစလုံးတစ်လုံးဖြစ်ချင်းလည်းဖြစ်မယ်နော်နှလုံးထက်များနေရလည်းဖြစ်ချင်းလည်းဖြစ်မယ်အဓိကကတို့ကဘာဖြစ်ရမှာလဲဆိုရင် same or very near the same meaning တူချင်လဲတူမယ် အရန်နီးစက်ခြင်းလည်းနီးစက်မယ်နော်သူတို့ရဲ့အထိပယ်တွေတူချင်တဲ့တူမယ်အရန်နီးစက်ခြင်းလည်းနီးစက်မယ်ဒီမှာဆိုရင် synonym ဆိုတာ thin thin ဆိုတဲ့စလုံး thin သည်ပိန်သောပါသောဒီစလုံးရဲ့ synonym တွေသူ့ရဲ့ဒါအထိပယ်နီးစက်တဲ့စလုံးတွေပေါ့ slim slender skinny နော် slim ပိန်ပါသောပဲ slender တူတူပဲ skinny ပိန်တာပဲပြောတာပဲနော်ဒါဒါဆို synonym ပေါ့ညီမလို့ဆိုလို့ရှိရင်တော့ဒါအထိပယ်တူတဲ့စလုံးတွေကိုပြောချင်တာပါကဲ okay. အဲ့တော့ zero column a column b သူနှစ်ခုပေးထားတယ်အဲ့မှာအဓိပ္ပာယ်တူတဲ့စာလုံးလေးတွေ zero အရင်ဆုံးခွဲထုတ်ကြည့်ရအောင်ကဲနံပါတ်1မှာဆိုလို့ရှိရင်တော့ accomplish accomplish ပြီးမြောက်သည်အောင်မြင်သည်ပြီးစီးသည်နော် accomplish နံပါတ်2 relaxed relax relax ဟာဘယ်လိုဖြစ်မလဲဆိုရင်တက်တောက်တက်တာရှိတယ်နော်စိတ်ကိုတက်တောက်တက်ထားတယ်လူကိုတက်တောက်တက်တာနေတယ်ဒါကို relax ပြောတာ satisfaction ကျေနပ်တာနော်ကျေနပ်မှုစိတ်ကျေနပ်မှု prosperous ချမ်းသာကြွယ်ဝတယ် prosperous envious envious ဆိုတာဘာလို့ဟာမျိုးလဲဆိုသူများကိုဝန်တိုးစေတယ်ပေါ့နော်သူများကိုမနာလိုစေတာပေါ့အဲအဲ့လိုပုံစံမျိုးလေးဖြစ်သွားတယ် envious ပြီးရင် depressed ဒါရစိတ်တက်ကြတာကိုပြောချင်တာ attitude attitude ဆိုတာသူရဲ့စိတ်နေသဘောထားနော်လူတူတူရဲ့စိတ်နေသဘောထား attitude mood စိတ်အခြေအနေကိုပြောချင်တာ benefit အကျိုးကျေးဇူး fatigue မောပန်းတာကိုပြောချင်တာမောပန်းတော့ fatigue အဲ့တော့ဒီဘက်ကနံပါတ်1မှာဆရာ column A မှာပြောဝတဲ့ဒီစလုံးနဲ့ column B ကစလုံးလေးရင်းနဲ့ဒါဆရာတို့ပြန်ပြီးတော့ချက်လိုက်အောင်နော်အဲ့ဒါ get accomplish ပြီးမြောက်တဲ့အောင်မြင်တယ်ဆိုလို့ရှိရင်ဒီဘက်မှာသူနဲ့တူတာဘာရှိမလဲပြန်ပြီးဆရာတို့ကြည့်လိုက်ပြီးမြောက်တဲ့အောင်မြင်တယ်မပေးရတဲ့ရှိမလဲဆရာတို့ပြန်ပြီးတော့ကြည့်မယ်အဲ့လိုပဲ relax သူနဲ့တူတာဘာရှိလဲဆရာတို့ပြန်ပြီးတော့ကြည့်နော်โอเคအဲ့တော့နံပါတ် A contentment content မှာဆိုစိတ်ကျေနပ်တာ content မှာစိတ်ကျေနပ်တယ်ဆိုတော့ဒီဘက်မှာဒီဆရာတို့သူနဲ့တွားပြီးတော့တူမှာဒီ number 3ပေါ့ satisfaction เนาะစိတ်ကျေနပ်တယ်ဒီမှာလည်း content မှာစိတ်ကျေနပ်တယ်ဒါဆိုရင်ဒါဒီ first ဒီ satisfaction နဲ့ content မှာဒီဒါဒီစဉ်းစားနေပါဘောဟုတ်လို့ပဲဒီဘက်မှာဒုတိယ number B worthy ချမ်းသာတယ်ကြွယ်ဝတယ်ဆိုတော့ဒီဘက်မှာလည်း prosperous သူနဲ့တူတူပဲအဲဒီနှလုံးဒီဒါစဉ်းစားနေမျိုးဖြစ်ပါဘော outlook နော် outlook ဘယ်လိုဟာဖြစ်မလဲ outlook outlook ဆိုတာကဒီမှာသူသည် out ဆိုတဲ့စကားလုံးနဲ့ look ဆိုတဲ့စကားလုံးနဲ့ကိုဆယ်လုံးနှစ်ခုပေါင်းထားတာကိုတွေ့ရလိမ့်မယ် out ပြင်ပ look ကြည့်တယ်ဆိုတော့သူ့ကိုကြည့်လိုက်လို့ရှိရင်သူ့ကိုပြင်ပနဲ့ကြည့်လိုက်ရင်ဆယ်လုံးဘယ်လိုပုံစံမျိုးမြင်နေရမလဲအဲ့ဒါ outlook ဒီဘက်မှာသူနဲ့တူတဲ့စကားလုံးဒီမှာ attitude ပဲသူရဲ့စိတ်နေသဘောဒါ ူ့ရဲ့ပုံစံဓမ္မလာအောက်လုကလူတယောက်ကိုကြည့်လိုက်ရင်သူ့ရဲ့ပုံစံဘယ်လိုရှိလဲဆိုသူ့ရဲ့သဘောထားကဘယ်လိုရှိလဲသူ့ရဲ့အခြေအနေဘယ်လိုရှိလဲဒါကိုဆရာတို့ပြန်ပြီးခြေလိုက်တော့ဒါသည် attitude နဲ့စဉ်းစားနေတာပြီးတော့ဖြစ်ပါဘူးအဲ့လိုပဲ advantage advantage အားတာချက်နော်အားတာချက် advantage ကိစ္စတစ်ခုခုမှာပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တော်တယ်ပို့ပြီးတော့အားတာတယ်အဲ့တော့သူဒီဒီဘက်မှာဆိုလို့ရှိရင်ဆရာ benefit နဲ့တွားပြတွေ့ benefit ကလည်းကောင်းကျိုး advantage ကလည်းအားတာချက်ဆိုတော့ဒါသူဒီ စစ်လုံနံဖြစ်မှာပေါ့ feeling ခံစားမှုเนาะစိတ်ခံစားမှုစိတ်အခြေအနေ feeling ဒီဘက်က mood နဲ့သွားပြီးတော့တူမှာ feeling မြန်မာပြည်စပါဆိုလည်းပြောကြပါတယ် feeling ကောင်းတယ်လို့ feeling မကောင်းဘူးလို့เนาะဒါဆိုရင် mood နဲ့သွားပြီးတော့တူမှာပေါ့ achieve ရရှိတယ်အောင်မြင်တယ်ဆိုတော့ဒီမှာ accomplish သူနဲ့တူတာရှိတယ်အဲ့လိုပဲ jealous မနာလို့ဝန်တိုတယ် envious နဲ့သွားပြီးတော့တူတာပေါ့ tiredness မောပန်မှု tired ဆိုတဲ့စကားလုံးကညီလာလား tired မောပန်တော့ tirednessness now เนาะမောပန်းမှု fatigue နဲ့တွားပြီးတော့ tumor free လွတ်လပ်တယ် easy လွယ်ကူတယ်ဆိုတော့ a စစိလွယ်လွယ်ကူကူလေးပဲ a စစိလေးပဲเนาะ a စစိလေးပဲလွတ်လပ်လေးပဲဆိုတော့ relax ပေါ့ miserable miserable ဆိုတာကဆိုးရွားတာเนาะမကောင်းတာဆိုးရွားတာ miserable ဖိနှိပ်ခံရတာ ဲ့လိုခြေနေမျိုးမှာဆိုဆယ်ရီမင်းစရိတ်ပဲဆိုရယ်ဆလုံးသုံးတယ်အဲ့တော့ဒီဘက်မှာ depress နဲ့တွားပြီးတော့ syndrome နဲ့ပေါ့တွားပြီးတော့အဓိပ္ပာယ်ချင်းတူနေတာပေါ့ဒါလေးတွေဒီဆယ်ရီအဓိပ္ပာယ်တူနေတဲ့ဆလုံးလေးတွေပြန်ပြီးတော့ဒါဆယ်ရီချိတ်ချတာဖြစ်တယ်ဒီမှာဆို accomplish နဲ့တူတာဘာဖြစ်မလဲဆိုလို့ရှင်ရင် achieve နဲ့တွားပြီးတော့တူမယ်နော်နှစ်ခုလုံးဒီ PC တာကိုပြောချင်တာအောင်မြင်တာကိုပြောချင်တာ relax နဲ့တူတာဒီ free and easy ပေါ့အဲ့လိုပဲ satisfaction နဲ့တူတာဒီ စိတ်ရဲ့ကိုယ့်ရဲ့စိတ်ကျေနပ်မှု satisfaction နဲ့တွားပြီးတူရသည်ဒီမှာ contentment နဲ့တွားပြီးတော့တူမှာပေါ့ prosperity wealthy နဲ့တွားပြီးတော့တူမှာပေါ့ချမ်းသာတယ်ကျွယ်ဝတယ်နော် envious မနာလိုဘူးဆိုတော့ဒီဘက်က jealous နဲ့တွားပြီးတော့တူတာပေါ့ depressed နော် miserable စိတ်တက်ကြရတယ်နော်ဆုံးရှုံးမှုတစ်ခုကြောင့်စိတ်ဆင်းရဲရတယ်စိတ်တက်ကြရဒါသည် miserable နဲ့ depressed နဲ့တွားပြီးတော့တူမယ် attitude လူကြောက်ရဲ့ပင်ကိုယ်စိတ်ရဲ့လူကြောက်ရဲ့သဘောထားဒါ outlook နဲ့တွားပြီးတော့တူမှာပေါ့ mood เนาะစိတ်ခံစားချက်ဆိုတော့ feeling နဲ့သွားပြီးတော့တူတာပေါ့ benefit ကောင်းကျိုးဆိုတော့ advantage နဲ့သွားပြီးတော့တူတာပေါ့အဲ့လိုပဲ fatigue မောပန်းနဲ့ပင်ပန်းနဲ့ tiredness နဲ့သွားပြီးတော့တူမယ်เนาะဒါလေးတွေ synonym လေးတွေကိုဆရာပြန်ပြီးတော့စုပြတာဖြစ်တယ်အဲ့တော့ဒီ synonym လေးတွေတအားသမီးတို့ဒါရပြီ နားလည်ပြီဆိုလို့ရှိရင်เนาะဒီမှာ1 to 10ကွက်လက်ဖြစ်မိကုံးလေးတွေပြထားတယ်ဒါလေးတွေစာကြောင်းလေးတွေဖတ်ပြီးတော့ပြန်ပြီးတော့ဖြည့်ကြည့်လို့ရှိရင်ဒီစလုံးလေးတွေကိုဒါတအားသမီးတို့ ို့ပြီးတော့သဘောပေါက်လာမယ်လို့ဆရာယူဆပါတယ်။ပြီးွားလို့ရှိရင်တော့ဒီမှာထပ်ပြီးတော့ဒုတိယ exercise နေနဲ့ box လေးနဲ့ပေးထားတယ်။အဲ့မှာမှဒီမှာဒုတိယ1 to 6เนาะအဲ့ဒီမှာဆိုလို့ရှိရင် box နဲ့အပေါ်မှာလည်းစလုံး6လုံးပေးထားတယ်။ဒီမှာ line တားထားတယ်စလုံးလေးတွေ line တားပြထားတယ်။အဲ့တော့ box တဲကနေပြီးတော့မှပြန်ယူပြီးတော့ဒီမှာ line တားတဲ့စလုံးနဲ့စွန့်စွန့်ဖြတ်တဲ့ဟာပြန်ပြီးတော့ရွေးပေးရမှာပေါ့။เนาะ number 1ဆိုလို့ရှိရင် bright and happy ဆိုဒီဘောကဘာနဲ့တူလဲကိုကစဉ်းစား။ number 2 steady ဒါနဲ့ဘာနဲ့တူလဲစဉ်းစား။ accomplish ဘာနဲ့တူလဲစဉ်းစား။အဲအဲ့လိုပုံစံမျိုးပြန်စဉ်းစားပြီးတော့ဖြည့်ပေးရမယ့်မိကုံလေးဖြစ်တယ်။အဲ့တော့အရင်ဆုံးတလို့ box ကိုပြင်စင်းစားတဲ့မိကုံမျိုးဖြည့်တဲ့အခါမှာတို့သမီးတို့ကဒီ box တဲ့ရစလုံးမျိုးအရင်နားလဲအောင်ကြည့်ရမယ်။အဲ့လိုမှမဟုတ်လို့ရှိရင်အောက်ကိုကြည့်လိုက်အပေါ်ကပြန်ရှာလိုက်အောက်ကိုကြည့်လိုက်အပေါ်ကပြန်ရှာလိုက်နဲ့အချိန်ကုန်တာပေါ့။အဲ့တော့ဆရာတို့ box တဲ့ရဟာလေးတွေအရင်ဆုံးကြည့်ရအောင်။ constant ါတင်ချာမှာဆိုလို့ရှိရင် constant ဆိုတဲ့စာလုံးကိုကျွန်တော်ခဏခဏတွေ့ရတယ် constant ဆိုတာဒါကိန်းသေပြောချင်တဲ့တင်ချာအင်္ဂလိပ်စာမှာဆိုတော့ constant ကပုံမှန်ဖြစ်နေတာပေါ့နော်ပုံမှန်ဖြစ်နေတာလို့ပြောလို့ရတယ် vital vital ဆိုတော့အရေးကြီးတာနော်အသက်တမျှအရေးကြီးတယ် vital cheerful ဝမ်းသာတယ်ပျော်တယ်နော်ဝမ်းသာတတ်တယ်ပျော်တတ်တယ်ဒါကိုပြောတာပျော်ပျော်နေတတ်တယ်အေးအဲ့ဒါမျိုး cheerful လို့ခေါ်တယ် potential ဆိုတာကဖြစ်နိုင်ခြေရှိတယ်နော် potential ဖြစ်နိုင်ခြေရှိတာကိုပြောချင်တာ crave เนาะ crave crave ဆိုတာကလိုချင်တာတကူကိုတကူကိုလိုချင်နေတာတကူကိုရချင်နေတာအဲ့ဒါဆို crave လို့သုံးတယ်เนาะဒါကိုဝင်စားအောင်မိခင်နေမှာဆိုလို့ရှိရင်တကူကိုစားချင်တာချင်းချင်းတက်တာမျိုးဆိုလို့ရှိရင် craving ကိုပြောလို့ရှိတယ်เนาะ achieve achieve ကတော့ခုနကပြောရတဲ့အထက်မှာပါပြီးပြီး အောင်မြင်နဲ့ရရှိတယ်ဒါကို achieve လို့ပြောတယ်ဆိုတော့ဒီဟာလေးကြီးအရင်ဆုံးဆလုံးလေးတွေနဲ့သူ့ရဲ့အတိတ်ဝင်လေးလူရင်တွဲပြီးတော့ကြည့်မယ်ပြီးရင်အောက်က question လေး6ခုကိုဖြည့်ကြည့်မယ်ဒီလိုမျိုး exercise လေးတွေလုပ်ပြီးပြီဆိုရင်တော့ဒီ synonym လေးတွေခုနကနမူနာပေးလိုက်တဲ့ဆလုံးလေးတွေကိုဒါလိုသမီးတို့ပို့ပြီးတော့အတိတ်ပဲနားလည်လိမ့်မယ်လို့ဆရာယုံကြည်ပါတယ်ဒါလိုသမီးတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုံးအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်